ဲကတိရစားတွေရောအခုကြည့်ရောအိုက်တော့တော့မဟုတ်တော့ချစ်ကြောက်ယူသေးဟုတ်ကဲ့ဟာဒီလိုမျိုးမဟုတ်ပြအောင်လည်းလက်ထပ်ပြီးအခုဆိုရင်ချစ်စရာကောင်းတဲ့တားတယောက်တမီးလေးတယောက်လည်းပိုင်ဆိုင်ထားပါဗျ။မင်္ဂလာပါရှင်။ကျမတို့ရဲ့အင်မျိုးမြောင်ဦး channel ကနေခင်မင်းရင်းနှီးစွာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့နာမည်ကြီးရောဂါဆိုတော်ကြီးကအကြောင်းကိုတက်ဆက်ပေးမှာပါ။ စင်ကောင်းဆောင်နဲ့ပဲကျွေလွယ်သွားပြီဖြစ်တဲ့တယောက်ဆောင်မင်းသွေးနဲ့တငယ်ချင်းတွေဖြစ်ကြပြီးတော့အဆိုတော်ရေမော်နဲ့ဆိုရင်သိုးတူကောင်းဖက်တငယ်ချင်းတွေဆိုတာတည်ကြမှာပါပြီးတော့ရေမော်နဲ့တချင်းတွေအတူတူဆိုခဲ့ကြပါသေးတယ်ပေါ်ကံကို1986ခုနှစ်အော်ဂေါလာနေရည်နေမှာရခိုင်ပြည်နယ်စစ်တွေမြို့မှာအဖေဥပကူအမေတော်ဦးခင်တို့ကမွေးဖွားခဲ့ပြီးတော့ပေါ်ကရဲ့အမိရင်းကထိမင်းဆောင်မှာ ဘာသာပြတယောက်ဖြစ်ပြီးတော့အသေးစွမ်းတစ်ချင်းတွင်လည်းပရိသတ်တွေရဲ့အသံလုံးကိုသိမ်းပိုက်ထားပါတယ်။ဝမ်းတံပန်းကိုတော့2003ခုနှစ်မလရှိရဲ့နေ့မှာစတင်ခဲ့တယ်ဆိုတာပရိသတ်တွေအသိပါပဲ။ဖော်ကာရဲ့ပရိသတ်တွေရင်ထဲရောက်ခဲ့တဲ့တစ်ချင်းတွေကတော့ငါဖီတာငါပီဇာထို့အတူဘလိုငိမ့်တတ်ရမလဲဇလန်းဟောင်းတို့ဖြစ်ပါတယ်။ပေါ့ဆိုတော့အဲ့ချက်ကအခုလိုပြောခဲ့ပါတယ်။ဘာလေးသူပုံစံကြည့်ရတယ်။သူကစကားပြောရင်တော့ခက်ပြက်ပြက်နေသူစိတ်ကောင်းမရမ်းရှိတယ်။အမြဲတမ်းအင်ချစ်တို့နဲ့ခရီးတူတူသွားရင် ိုဆောက်ရှောက်တယ်မဟုတ်တာလုံးဝလုံးထအောင် artist တယောက်ကို artist အနေနဲ့ပေးသင့်ပေးထိုက်တဲ့အဲ့လိုပေါ့နော်ဟိုထားပေးရမယ့်အစည်းတွေပေါင်းနေအခွင့်အရေးအခွင့်အလန်းအကုန်လုံးကိုသူကမလုပ်ပေးတဲ့သူမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်သူကလည်းရှေ့ကနေထွက်ပြီးတော့ fight တာဟိုအစိုးရတွေကိုဒီလိုထားရလားဟိုငါတို့ကဘလို့လဲအဲ့လိုမျိုးပေါ့သူကကြီးကျယ်ပြီးတောင်းဆိုတာမျိုးမဟုတ်ဘူးနော်ဒေးဖြူကသူ့ရဲ့အိုင်တော်တယောက်ထက်ပိုပါတယ်တဲ့ချစ်ချောင်းယူသည်ဆိုတဲ့စကားလေးနဲ့နိုင်ပြခဲ့ပါတယ် ငငယ်တွေကတိရစတွေကအခုကြည့်ရောအိုက်တော့တော့မဟုတ်တော့ချစ်ကြောက်ယူသေးလေစားကြည်ညိုအဲ့လိုဖုတ်ကငငယ်ကဆိုသူ့အခန်းထဲမှာနေပြုပုံတွေကတ်ထားခဲ့တယ်လို့လည်းပြောခဲ့ပါတယ်ငငယ်တွေကျွန်တော်အိမ်ကနဲအိမ်ကခမ်းပါလေလို့ကိုလေးပြုပုံတွေကတ်ထားအဲ့တော့မြန်မာတိုင်းမှာပါတယ်အိမ်မက်ကြပြာတော့ကပုံလေမြန်မာတိုင်းကဂျာနေက ကိုလေးပြီးအကွက်လေးနဲ့ကိုလေးကွက်လေးနဲ့အဲ့ရဆိုညှက်ပြီးလွန်ခဲ့တဲ့ဘာရဲ့ထူးဆန်းတာတစ်ခုကညမရရလေးတွေကိုမဆိုတတ်ဘူးလို့သိရပါတယ်သူပြိတ္တတွေနဲ့ဆိုရင်လည်းအထာကြီးတွေနဲ့မဆက်ဆံတတ်သလိုသူ့ပွဲတွေမှာသူ့လူတွေကရမဖြစ်ကြတဲ့အပြင်ပွဲပြီးရင်အမိုက်တွေကိုလာတောင်းပြီးတိမ့်သွားကြတယ်လို့ပြောမှုပါတယ်ဟုတ်ကဲ့ဟာဒီလိုမျိုးမဟုတ်ဖြူအောင်လည်းလက်ထပ်ပြီးအခုဆိုရင်ချစ်စရာကောင်းတဲ့တားတယောက်တမီးလေးတယောက်လည်းပိုင်ဆိုင်ထားပါဗျ နိုင်ငံလေးထဲကတချင်းဆိုတာဝါသနာပါခဲ့ပြီဆယ်တန်းအောင်လေးထဲကတချင်းကို အာယုဆိုင်ပြီးလုတ်ခဲ့တာအခုဆိုရင်ဝါတက်ဘန်းဟာ22နှစ်လောက်ထိရှိပါပြီနောက်ထပ်လည်းမြန်မာပြည်တပြည်လုံးဖိဖိတုံအောင်လုပ်မယ်ဆိုတာမျိုးမရှိပါဘူးတဲ့သူပြိတ္တတွေအတွက်အကြိုက်ဖြစ်မဲ့တချင်းတွေလုံးမှာပါလို့ပြောခုပါတယ်ဂီတနဲ့ရက်တီခွဲရတဲ့အတွက်ပြိတ္တတွေကိုလည်းကျေးဇူးတင်ပါတယ်တဲ့အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင် 为我敬你，敬你美。明天要不就在这吧，谁家送你的酒杯？一个人已经云烟，你的。